မန်ယူအသင်းကတက်စစ်ပိုင်းတာဘာမှမဟုတ်ပါဘူး။ခန်းစစ်ပိုင်းကတော့ကြစ်လက်မှုပြေဝါရှိရဲ့။ရီယယ်ဆိုစီတက်ကတော့ဂေါမသွင်းနိုင်ပဲနဲ့ယူနိုက်တက်ကဂိုးရသွားပြီဆိုရင်ပွဲကပြီးသလောက်ဖြစ်သွားနိုင်ပါတယ်။ ပရိသတ်များမင်္ဂလာပါကျွန်တော်တို့ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဒီပိုင်းကတော့ Europa League ပွဲချုပ်တောင်းချက်အစီအစဉ်ဖြစ်ပါတယ်မန်ယူသင်းနဲ့ Real Sociedad အသင်းတို့ရဲ့ဒုတိယကြော်ပွဲစဉ်ဖြစ်ပြီးတော့မန်ယူသင်းအင်ကွင်းပွဲစဉ်ဖြစ်ပါတယ်ပရမအကျော်ရောကတော့တစ်ဖက်တစ်ကိုးစီနဲ့တည်ချထားပါတယ်ဒီပွဲစဉ်ကိုလည်းထုံးစံအတိုင်းကျွန်တော်တို့ကိုရဲလင်းထုံးကျွန်တော်ဒီကိုနှောက်ကခံမှန်းသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာကိုရဲလင်းထုံးရေမင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါ Manchester United အသင်းနဲ့ Real Sociedad ကျွန်တော်တို့ပေါ့နော်တောက်ကြမနက်2နာရီခွဲပါဒါကျွန်တော်တို့ပြောမယ်ဆိုလို့ရှင်တော့ဒီပွဲပရမအကျော်ကတော့တကိုးတကိုးတည်ချထားတယ်မန်ချက်စတာယူနိုက်တက်အသင်းနေနဲ့နောက်ဆင့်တက်ချင်တယ်ဆိုလို့ ့ရှိရင်ဒါဆူဖလာတလုံးမျောလင်းချက်အိမ်မက်ဆက်ပြီးမက်ချင်ရင်တော့ဒီပွဲကမဖြစ်မနေနိုင်ရမယ့်ပွဲလို့ပဲပြောချင်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့အင်ရှင်မန်ယူဘက်ကနေစလိုက်ကြအောင်။ကိုရင်းလေးတို့အမြင်လေးပြောပြပေးပါဦး။အာဆင်နယ်ကိုကစားထားတဲ့ခြေစွမ်းပိုက်ရဆိုရင်တော့ဒီ United တင်းကတကယ်ပွဲကြီးလေးဆိုရင်မျောလင်းလို့ရရဆိုတော့ကျွန်တော်မြင်ခဲ့ရတယ်ပေါ့နော်။ဟုတ်ပါတယ်။ဥကာရေးပြန်လဲပတ်ဝင်လာမှာကြောက်လေကွန်းလေပိုင်းကတော့ပို့ပြီးတော့အာကာတောင်းနေတယ်။ဒါပေမဲ့ မန်ချက်တာယူနိုက်တက်အသင်းရဲ့အဓိကပြဿနာကတက်စစ်ပိုင်းဗျာအခွင့်အရေးဖန်တီးမှုကောင်းကောင်းများတာတပိုင်းရလာတဲ့အခွင့်အရေးတွေကိုအသုံးမချနိုင်တာတပိုင်းနှစ်ပိုင်းရှိရပေါ့နော်ဟုတ်ပါဘူးအာဆင်နယ်နဲ့ပွဲမှာဆိုလည်းပွဲကိုလုံးဝအဆုံးတက်လို့ရတဲ့အခွင့်အရေးမျိုးလုံးလုံးလောက်ရခဲ့ပေမဲ့အသုံးမချနိုင်ခဲ့ဘူးပေါ့နော် ပြောမယ်တာပြောတာဇက်စီယာအထောင်သက်ချက်မှာကစားခိုင်းတဲ့အခါဂိုးမျောလို့မရပါဘူးဟုတ်ပါတယ်ဇက်စီယာဘောလုံးကင်ပြီးကစားသက်လို့တာကြည်ကောင်းနေတဲ့သဘောမျိုးပဲရှိရပါတကယ်တမ်းဂိုးလို့လာပြီဆိုရင်တော့မျောလင်းလို့မရဘူးဟုတ်ပါတယ်ဖိုင်းလုံးကတော့ယုံကြည်မှုပါကြာဆင်းနေတဲ့အခြေအနေမျိုးပေါ့နော်အခွင့်အရေးတေချာရရင်တော့မှဂိုးရဖို့ဖြစ်နိုင်လောက်တဲ့အထိကိုအဆင်မပြေပါဘူးဖီးယားလည်းအတော်လေးကိုများနေရပေါ့နော်မော်ရင်ကဒီပရီးမီးယားလိအတင်းကြီးနေကစားတဲ့အခါမျိုးမှာတေချာအယုံဆိုင်ပြီးကစားလေးရှိရဲကျန်တဲ့ပွဲတွေမှာသူကဘာမှ trade through တော့လုပ်လို့မရှိဘူးပေါ့နော်ကစားသမားတွေကလည်းအတူတူပဲ ဒီနေရာမှာမော်ရင်ကပေါ့နော်ယူရိုပါလိလိုချင်ရဲ့လားဆိုပြီးကျွန်တော်မေးစရာတော့ရှိပါတယ်ဟုတ်ကဲ့သူပြောရတဲ့စကားအရပေါ့နော်တနစ်ဖလားတစ်လုံးပေါ့နော်ချိတ်တက်ယူတာမျိုးနဲ့ဆိုင်ရင်သူကအသင်းကိုတီဆောက်ရတာပို့ပြီးအရေးကြီးရယ်လို့ပြီးကျွန်တော်တို့ပြောမှုတယ်ပေါ့နော်ဟုတ်ကဲ့အာဆင်နယ်နဲ့ပွဲမှာလည်းအရန်အားဆိုင်ကစားရတဲ့အခါမှာဒီပွဲစဉ်ကကစားမတွေတိကျအိုင်ကွန်ဆိုက်နိုင်ပါမလားလို့ကျွန်တော်စဉ်းစားစရာတွေတော့ရှိတယ်ဒါပေမဲ့လည်းယူရိုပါလိဒါမရဘူးဆိုရင်ဥရောပဝင်ခွင့်ကပြီးဆုံးသွားဖို့အရန်ကိုတည်ရနေပြီပေါ့နော် ဲ့လိုမျိုးဥရောပဝင်ခွင့်မရတဲ့အခါမျိုးမှာနောက်ရာသီအပြောင်းရှိကိစ္စတွေလုပ်တဲ့အခါကျရင်အများကြီးကိုထိခိုက်နိုင်ပါတယ်ဟုတ်ပါတယ်ဒါပေမဲ့လည်းလက်ရှိသပွဲစီအနေအထားပြန်ပြီးကြည့်မယ်ဆိုရင်အဝေးခွင့်မှာနက်တော့တော့တည်ကြရတဲ့ ်အခုဒုတိယအကြောင်းကလည်းအင်ကွင်းမှာကစားမှာဆိုတော့နောက်တစ်ဆင့်ကိုတော့ပျော်လင်းလို့ရပါတယ်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ပေါ့နော်ဒါ Manchester United အသင်းကိုကြည့်မယ်ဆိုရင်ဒါဒဏ်ရာတွေများနေတယ်ကျွန်တော်တို့အခုဆိုရွေးတော်မှထပ်ပြီးတော့နာဝရတယ်ပေါ့လေနော်ပြီးတော့ပြောမယ်ဆိုရင်ဒါ300ရာလူမရှိဖြစ်နေတဲ့ Manchester United အသင်းမှာဒီအသင်းကပြိုင်ဘက်ကိုမိနစ်60တွင်နိုင်ဖို့ခတ်တယ်လို့ပြိုင်ဘက်ကိုမိနစ်60တွင်လဲသူကရှုံးဖို့လည်းခတ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်ပြိုင်ဘက်ကိုမိနစ်60တွင်မှာ Manchester United အသင်းမရှုံးတာ၅ပွဲရှိသွားတယ်ဗျာဒါတော်တော်သိပ်ပြီးတော့သတိမထားမိကြတဲ့အချက်ပေါ့နော်အခုပွဲစဉ်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒေါ်ကူပြန်ပါလာမယ်ဒေါ်ကူပြန်ပါလို့ရှိရင်ဒါသူ့ရဲ့ န်နဲ့တင်ရဒါဘယ်ချဲဝင်းဘတ်နေရာကအဆင်ပြေသွားမယ်ဒီလိုဆိုလို့ရှိရင်ကျွန်တော်တင်နေပါမဇာရာရီအနောက်ဆင်းမယ်ထင်တယ်ဒီဘွဲမှာဆိုလို့ရှိရင်ဖြစ်နိုင်ခြေသူဆင်းရမဇာရာရီရဲ့ကျွန်တော်တို့တင်ဒီလော့ရဲ့ဒီလီရဲ့ပေါ့နော်ဒီနောက်တန်း၃ရောင်ဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်ပြောမှဆိုရင်ဘယ်ချမ်းမှာဒိုကူပါလာတဲ့အခါမှာတိုက်ဆက်အားကသူ့အတူအဆင်ပြေနိုင်မယ်ပန်ပိုးမှုတွေအဆင်ပြေနိုင်တဲ့အခါမှာညာချမ်းမှာလည်းဒရော့ဆဲမှာခါနာချိုကအစွမ်းပြနေရတယ်ကျွန်တော်မြင်ရတဲ့အခါမှာဒိုကူဘယ်ချမ်းခါနာချိုညာချမ်းမှာကျွန်တော်အရင်ထက်ဆိုင်တော့ပို့ပြီးတော့ညှော်နှင်းလို့ရမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ကွင်းလဲမှာတော့ဒါပေါ့နော်ကျွန်တော်ဖိုင်နယ်ဒက်စ်ကတော့ဒါအကောင်းဆုံးပဲဘာမှကျွန်တော်တို့ပြောစရာမလိုဘူး လိုအပ်နေတဲ့အချိန်တိုင်းအသင်းရှိတဲ့ကစားသမားကတော့ Fernandez ပါပဲ။ဒါကျွန်တော်တို့ဘောတော့ Dyson မို့ Quinlon ကိုပြောမယ်ဆိုလို့ရှိရင်လည်းဒါထွေးထွန်းပြောရသလိုပဲဒါလုံးဝယုံကြည်မှုပျောက်ဆုံးနေတယ်။ဒီအချိန်မှာကျွန်တော်တို့လုပ်ပေးရမှာက PR တွေထပ်မပေးဘဲနဲ့ဖေးမှပေးရမှာ။ဒီရာလေးတော့တော့ဒီ Dyson မို့ကိုလုပ်ပေးဖို့လိုပါတယ်။နောက်တစ်ခုကတော့ Zepzi ပေါ့။ခိုးမြော်လို့မရဘူး။တကယ်ခိုးမြော်လို့မရဘူး။343ရဲ့ကျွန်တော်တို့ဘောတော့အထောင်တိုက်စစ်နေရမှာကစားလို့ရှိရင်ခြေစွမ်းပျောက်တတ်တဲ့အခါမှာဒီလိုအရေးကြီးတဲ့ပွဲမှာတော့ Zepzi ကိုဘယ်တော့မှထုတ်တာပိုကောင်းပဲ။ Zepzi.go ဆိုလို့ရှိရင်ကျွန်တော်ပို့ပြီးတော့မျှော်လင့်လို့ရတယ်လေ။ဒီပိုင်းရှိတယ်။ပြောမယ်ဆိုလို့ရှိရင်အသင်းကရှိတဲ့လူနဲ့ ယ်လှအောင်သွားနေတယ်အဲ့ဒီချိန်မှာအဆင်ပြေနေရလို့ကျွန်တော်ကတော့မြင်မိသလိုခြေစွမ်းလည်းကောင်းနေရလို့ကျွန်တော်ထင်တယ်အနောက်တဲ၃ရက်နေရကလည်းဘသူဝင်ဝင်ကိုကောင်းတယ်ဒီလိုအခြေအနေရှိတယ်နောက်ဆက်အတွက်စူပလာသလုံးအတွက်မဖြစ်မနေကို နိုင်ဖို့လိုတဲ့ပွဲစဉ်လို့လည်းကျွန်တော်ပြောစင်တယ်။တခုရှိတာကဒီပွဲက Old Trafford ပေါ့ Aprama ကြောက်လဲ1-1ပုံမှန်ဆုံးတော့ Old Trafford က Man U ကရေးဆိုတဲ့ကိုနိုင်တာပေါ့။ဒါပေမဲ့ Man U အသင်းက Old Trafford ဆိုပြီးတော့ခြေချော်ခဲ့တဲ့ပွဲဒီရာသီမှာမှအများကြီးပဲ။အဲ့ဒီခြေချော်တဲ့ပွဲတွေအားလုံးကိုစုပြီးတော့ဒီတစ်ခါမှာတော့ခြေမချော်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ဖြစ်ဖို့ကျွန်တော်ကတော့မျှော်လင့်ပါတယ်။ကဲဒါဆိုလို့ရှိရင် Real Sociedad ဘယ်လေးကိုသွားစင်တယ်ပြောပြပေးပါဦး။ Real Sociedad အသင်းကကြတော့အရှုံးအနေနဲ့နှစ်ပါးသွားနေရတဲ့အသင်းလို့ကျွန်တော်ပြောလို့ရရပြ။ဟုတ်ကဲ့။သူတို့အသင်းနိုင်ွယ်မရတာ၄ပွဲအထိကိုရှိသွားခဲ့ပြီပေါ့နော်။ ဒါပေမဲ့လည်းမန်ယူနဲ့ကစားခဲ့တဲ့ပထမကြော်ခြေစွမ်းပိုင်းကကြည့်မယ်ဆိုရင် Real Sociedad ကကောင်းနေဗျ။ဟုတ်ကဲ့။တသင်းဖွင့်ကစားတဲ့အခါမျိုးမှာလည်းအခွင့်အရေးတွေကိုရှာဖွေနိုင်တယ်ပေါ့နော်။ဒီဘွဲမှာပထမကြော်ကမပါဝင်နိုင်တဲ့ကွန်းလယ်လို Zubimendi ပါဝင်လာမှာကြောင့်မန်ယူကွန်းလယ်ကိုပို့ပြီးတော့မှစိုးမိုးသွားနိုင်ပါတယ်။ဟုတ်ကဲ့။ Real Sociedad ရဲ့အဓိကပြဿနာကကြတော့ United နဲ့နည်းနည်းတော့ဆင်တယ်။ဒါကြောင့်ဂိုးမသိမ်းတတာပါ။သူတို့ကအခွင့်အရေးတွေအပိုင်တွေရပြင်မယ်ဂိုးပြပြောင်းလဲနိုင်စမ်းမရှိဘူး။ရှိဘူး။ La Liga မှာဆိုရင်လည်းတပွဲကိုပြင်းမြဂိုးရတဲ့နှုံတတိယမြောက်အ ਨੇ သောအသင်းနဲ့ဖြစ်နေပါတယ်။ မန်ယူနိုက်တက်အတင်းကိုတည်ကြတာကလည်းပန်နတီကြောက်လို့ပြောလို့ရတယ်။အဲ့ဒီ twin ခဲ့တဲ့ပန်နတီကိုဖယ်လိုက်မယ်ဆိုရင်နောက်ဆုံး၄ဝက်မှာတကိုးတော့မရတော့ဘူး။နိုင်လည်းမနိုင်တော့ဘူးပေါ့နော်။မန်ယူအတင်းကတက်စစ်ပိုင်းတာဘာမှမဟုတ်ပေမဲ့ခက်စစ်ပိုင်းကတော့ကြစ်လက်မှုအပြေအဝရှိရဲ့။ Real Sociedad ကလည်းဂိုးမသွင်းနိုင်ပဲနဲ့ United ကဂိုးရသွားပြီဆိုရင်ပွဲကပြီးသလောက်ကိုဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့စဉ်းစားစရာရှိတာကဒီပွဲမှာ Real Sociedad ကဖွင့်ကစားပါမလားပေါ့နော်။သူတို့အနေနဲ့တေအထိတေရအောင်ယူပြီးတော့ပေါ့နော်။အချင်းဘိုးပန်နတီတိဆွဲခေါ်နိုင်သွားရင်တော့ ီပွဲကဘာမှမဆိုဖြစ်သွားနိုင်တယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ကတော့မြင်တယ်ဟုတ်ကဲ့ United ရဲ့တိုက်စစ်အားနည်းမှုကြောင့် တို့အတင်းနေနဲ့ဖွင့်မကစားတော့ဘဲနဲ့ United တက်စစ်ဆင်လာတာကိုပဲစောင့်ပြီးကစားမယ်အမအကိုစောင့်ပြီးကစားမယ်ဆိုရင်တော့ဒီပွဲစဉ်ကဆိုစီတက်အတွက်ဖြစ်သွားနိုင်ပါတယ်ဗျာဟုတ်ကဲ့ပါကျွန်တော်ကတော့ဆိုစီတက်ရဲ့နောက်ဆုံးပွဲအနေထားကိုပြောမယ်ဆိုရင်ဒါစီဗီလာကိုရှုံးထားတယ်ပေါ့နော်ဒါမန်ယူရဲ့ပွဲရခြေစွမ်းအရာကျွန်တော်ကြည့်တဲ့အခါမှာတော့ကျွန်တော်ဆိုစီတက်ကိုကျွန်တော်ကသိပြီးမကောင်းဘူးလို့ကျွန်တော်မြင်တယ်ပနတီတာမရလို့ရှိရင်ဆိုစီတက်ကသေရအောင်ရမယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဒါပွဲပြီးခဲ့ဒီမှာတော့တို့ကမန်ယူအသင်းကိုတော်တော်လေးဖိအားပေးခဲ့တယ်အဲ့ဒီအနေထားမှာတော့မန်ယူအသင်းရှုံးသွားနိုင်တယ်ဆိုပေမဲ့တို့ကိုမရခဲ့ဘူးကျွန်တော်ပြောချင်တာကဒီလိုမျိုးဖိအားပေးနိုင်ခဲ့တာကတို့ကွင်းမို့လို့ ့သူတို့လုပ်နိုင်လားလို့ကျွန်တော်ပြောချင်တယ် Ultra Food မှာတော့ဒီလိုမျိုးလှုပ်ပြဖို့ကတော့မလွယ်ဘူးလို့ကျွန်တော်ပြောချင်တယ်အခု Man United Real Sociedad တို့ရဲ့ပရမကျော်ပွဲအနေထားကိုကြည့်ချင်းအပြင်ဗာမြင်လဲဆိုတော့ကစားသမားချင်းနဲ့အရေးအချင်းပိုင်းကတော့ကွာဟမှုရှိရလို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ကျွန်တော်ရဲ့အမြင်ပြောရရင်တော့ကျွန်တော်ကဒီပွဲမှာတော့ Sociedad ကိုသိပ်ပြီးတော့မကြိုက်ဘူးလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ Man United Real Sociedad ကိုရလက်ခံမင်းနဲ့ပဲလေးသွားချင်တယ်ခံမင်းပေးပါဦး ်ပထမကြော့မှာတည်ကြရတယ်ဒီပွဲစဉ်ကလည်းအင်ကွင်းဖြစ်နေတဲ့အခါမှာ United ကအများကြီးလုံးပြနိုင်မယ်လို့အကုန်လုံးထင်ကြတယ်ဒါပေမဲ့ United ကအဲ့လိုမျိုးကောင်းပြီလို့ထင်နေဆိုရင်ဘယ်တော့မှမကောင်းတတ်ဘူးအမြဲလိုလိုရလက်ဒီလွဲချော်တတ်တယ်ခြေချမ်းတွေကျဆင်းတတ်တယ်အဲ့ဒါကဒီယာတွေမှမဟုတ်ပြီးခဲ့ကြရာတွေကလည်းအဲ့လိုမျိုးအစင်လာတစ်ခုလို့ဖြစ်နေတာပေါ့နော်အားလုံးမျောလင့်ထားပြီဆိုရင် United ကလုံးဝမကောင်းတတ်ဘူးပေါ့နော်ဒါပေမဲ့ဒီပွဲစဉ်မှာတော့အဲ့လိုမျိုးထပ်မဖြစ်တော့ဘဲနဲ့ အမော်ရီအနေနဲ့ပေါ့နော်ရလကောင်တစ်ခုကိုရယူနိုင်မယ်လို့ကျွန်တော်ကတော့ခံစားမိရယ်ဒီပွဲစဉ်မှာ United အသင်းအနေနဲ့ Real Sociedad အသင်းကိုနှစ်ဂိုးတစ်ဂိုးဆိုတဲ့ဂျာလက်နဲ့အနိုင်ရအောင်မယ်လို့ကျွန်တော်ခံမှန်းလိုက်ပါတယ်ဗျဟုတ်ကဲ့ပါဒီပွဲမှာတော့ဒါအနိုင်ရွေးချယ်တဲ့အသင်းတော့တူပါတယ်ကျွန်တော်လည်းမန်ယူပါပဲဒီပွဲကတော့ဒုတိယအကြော့မိနစ်60မှာတင်ပွဲပြီးမယ်လို့ကျွန်တော်ခံမှန်းတယ်ဒါပေမဲ့ကျွန်တော်ကတော့နှစ်သင်းပေါင်းအသင်းကိုနေအောင်မယ်လို့ကျွန်တော်ထင်ပါတယ်အနိုင်ဆိုလို့ရှင်တော့ Manchester United အသင်းနိုင်မယ်တကိုးကိုမရှိနဲ့နိုင်ပြီးတော့နောက်ဆင့်တက်သွားမယ်လို့ခံမှန်းထားပါတယ် ဟုတ်ကဲ့ပါအခုကျွန်တော်ညကိုနှစ်ယောက်ပြောသွားခဲ့တာကတော့မန်ယုန်တင်တဲ့ Real Society အသင်းတို့ရဲ့ Europa League ဒုတိယကျောပွဲစဉ်ဖြစ်ပါတယ်။ဒါဒီပွဲမှာတော့ကျွန်တော်ရဲ့ကိုရဲတဲ့ကျွန်တော်နှစ်ယောက်စလုံးကတော့ Barcelona အသင်းကိုအနိုင်ပေးထားပါတယ်။ Barcelona အသင်းနောက်ဆုံးတက်မဲ့လို့ခံမှန်းထားတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဒီနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲ။ The Premier Sport ရဲ့နောက်လာမယ့် Other Season ကောင်းလေးမှာပရိသတ်တွေနဲ့ကျွန်တော်ညကိုနှစ်ယောက်နဲ့ပြန်ပြီးတော့ဆုံတွေ့ချင်ပါသေးတယ်လို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေနှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာ။